ကျမကတော့အထူးဒေတာသေးကျမရေးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာမတစ်ယောက်ပဲဖြစ်ပါတယ်ရှင်။အခုချိန်ကနေရာဒီကနေမိုးရာဒီတို့ကူးပြောင်းလာပြီးဖြစ်တဲ့အတွက်ကြောင့်မိုးရာဒီမှာဖြစ်များတဲ့ဒုလွန်တုတ်ကွေးယောဂါကိုကျမတို့အထူးဒေတာသေးကျမရေးဌာနမှာ ညှပ်ဝေပေးသွားမှာဖြစ်ပါရဲ့ရှင်။ဒွိလုသုတ်ကွေယောဂါကတော့ချင်းကိုက်ခံရခြင်းမှာဖြစ်ပေါ်လာတဲ့ယောဂါမျိုးဖြစ်ပါရဲ့။ virus ဘိုးကိုတည်ဆောင်လာတဲ့ AD လို့ခေါ်တဲ့ချင်းကြားမှာကိုက်ခံခြင်းကြောင့်ပဲဒွိလုသုတ်ကွေယောဂါကဖြစ်ပွားခြင်းဖြစ်ပြေပေါ့နော်။ဒွိလုသုတ်ကွေယောဂါကအချိန်မရေနေရမရေလဲဖြစ်တတ်တယ်အသက်ရေမရေလဲဖြစ်တတ်တယ်ပေါ့နော်အထူးသဖြင့်အသက်59နှစ်အောက် ကလေးဒီမှာပို၍ဖြစ်များပါတယ်။နေရမွေရာတီဥဒုပြီးဖြစ်ပွားတတ်ပြီးမိုးရာတီမှာလည်းအဖြစ်များသောယောဂမျိုးဖြစ်ပါတယ်။တွဲလုံးတကွေးယောဂလက္ခဏာတွေကတော့အဖျားကြီးမယ်၊စက်သားအဆင်းမြင့်တွေနာကျင်မယ်၊ပြင်းထန်စွာခေါင်းကိုက်မယ်၊ပြုတ်မယ်အံ့မယ်၊မျက်လုံးနောက်ပိုင်းတွေနာကျင်မယ်၊ခန္ဓာကိုယ်မှာအဆက်ပြောက်တွေဖြစ်ပေါ်လာခြင်းတို့ပဲဖြစ်ပါတယ်။လက္ခဏာဖြစ်ပွားသည့်အချိန်ကတော့နှစ်ရက်ကနေခုနှစ်ရက်အတွင်းပဲဖြစ်ပါတယ်။ အချို့သောယောဂလက္ခဏာတွေက3ရက်ကနေ9ရက်အတွင်းရုတ်တရက်အပြားကျဆင်းလာပြီးသွေးလန်းသည့်လက္ခဏာများဖြစ်ပေါ်လာရင်တော့အသက်အနည်းရဆိုရင်ရပါတယ်ရှင်။တတိထားဆင်ခြင်ရမီသွေးလန်းသည့်ယောဂလက္ခဏာများကတော့ပြင်းထန်စွာဗိုက်အောင်မဲမကြာခဏအမဲအညိုရောင်နေအမဲအသက်ရှူရမြဲမဲတဖုံးသွေးယူရာကြီးဖြစ်ပေါ်မဲမောပန်းလွယ်မဲကနာမငြိမ်များဖြစ်ပေါ်လာပြီးဆိုရင်တော့သွေးလန်းသည့်ယောဂလက္ခဏာများပဲဖြစ်ပါတယ်။ဤသို့ဖြစ်ပေါ်လာပြီးဆိုရင်တော့နှီးစက်ရဆေးရုံစေကန်းတွေကိုတွားရောက် ယတာကူတာကိုလိုအပ်ပါတယ်။ဒေလွန်တုတ်ခွေးကာကွယ်နှိမ်နှင်းရေးလုပ်ငန်းတွေကိုလုပ်ကြရမှာချင်းကောင်ပြမနှိမ်နှင်းချစ်ထက်ဘိုးလောက်လန်းဘွားမှာနှိမ်နှင်းချင်းကပို၍ထျောက်စီနိုင်ပါတယ်။ဤသို့လုပ်ငန်းတွေကိုလုပ်တဲ့နေရာမှာတရက်ကွက်လုံး၊ရွာလုံးကျွတ်၊ပြည်သူလူထုအားလုံးပူးပေါင်းဆောင်ရွက်မှသာပုံမှုအောင်မြင်နိုင်မှာပဲဖြစ်ပါတယ်။ကာကွယ်နေနေရေးလုပ်ငန်းတွေကတော့ဖုံးတို့လဲစစ်ဆိုတဲ့ပိုးလောက်လန်းများနှိမ်နှင်းခြင်းအဘိတ်လို့ခေါ်တဲ့ပိုးလောက်လန်းတည်စီနိုင်တဲ့ဆေးများခတ်ခြင်း ိုးလောက်လန်းစားငါးများကိုမလဲမတုံနဲ့ရေကန်တွေရေစီတွေမှာမွေးမြူခြင်းတို့ပဲဖြစ်ပါလိမ့်ရှင်။ယောဂကာကွယ်ရန်နည်းလမ်းတွေကတော့ရေစီရေကန်ရေအိုးတွေကိုလုံခြုံစွာဖုံးအပ်ရမယ်။ရေစီရေအိုးရေခွက်တွေကိုတေချာစွာတိုက်ချုပ်စေကြောရေတပတ်တစ်ချိန်တွန်ပေးရမယ်။ပန်းဝရီကိုတပတ်တစ်ချိန်ရေလဲရမယ်ရေထက်လျင်ရေကိုစစ်၍အသုံးပြုရမယ်ရေကန်အုတ်ကန်တွေအတွင်း၌ဘေးလို့ခေါ်တဲ့ပိုးလောက်လန်းတည်စေတဲ့ဈေးရေကိုခတ်ပေးရမယ် ကြောင်အိမ်နေရှိခွက်များကိုစားဓာတ်စီဒီဇယ်အင်ဂျင်ဝိုင်အဟောင်းတွေကို လောင်းထည့်ပေးရမည်။နေရာအချိန်မရွေးချင်အောင်ထောင်အေးရမည်။မိုးရေတင်ကြန်နိုင်သည့်ပစ္စည်းဟောင်းတွေကိုမြေကြီးပေါ်မှာစနစ်တကျမြုပ်နှံရမည်။ချင်မခိုအောင်စေရန်အလင်းရောင်ရသောဂရင်းပေါက်များကိုဖွင့်ပေးရမည်။ချင်မခိုအောင်နိုင်ရန်အိမ်တွင်းအိမ်ပြင်ကိုရှင်းလင်းရမည်။ ရေကန်တွေမှာပိုးလောက်လန်းစာငားများကိုထည့်ခြင်းမှုယူရမည်ပိုးလောက်လန်းတည်စီရဲ့ဆေးရာဆိုရင်ပိုးလောက်လန်းကူလာတည်စီနိုင်ခြင်းဖြစ်ပါတယ်ခြားသက်ရှိသဘာများကိုဘေးဥပတ်အနေဖြင့်ဖြစ်စေပါဘူးပိုးလောက်လန်းသေးသေးသောဆေးခက်ပြီးတဲ့ရေကိုလည်းတောက်သုံးရည်ဖြစ်အသုံးပြုနိုင်ပါတယ်။ကောင်းဆေးရည်ထက်ပြီးတဲ့ပစ္စည်းများကိုလည်းမသွန်ပြုတ်ရနဲ့လည်းဆက်လက်အသုံးပြုရပါတယ်။ဆေးခက်ချင်းဒီဆေးမုတ်ချင်းထက်လူဝေပိုလေးအနည်းငယ်ကင်းစေနိုင်ပါရဲ့ရှင်။ဒီကြိမ်ဆေးခက်ထားလျက်၃လအထိတရှိခင်ပါတယ်။ ကျမတို့ဒုဒေတာတဲ့ဂျမအေးဌာနကမှာကြားချင်တာကတော့အခုအချိန်ကသူတို့တို့ကယောဂအဖြစ်များသည့်အချိန်ဖြစ်တဲ့အတွက်ကြောင့်အထက်ပါပြောကြားသွားတဲ့အကြောင်းအရာများကိုပြည်သူလူထုအနေဖြင့်လိုက်နာဆောင်ရွက်ကြဖို့တတော်ကြပါရှင်။